မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တဘုံသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့မိမိနိုင်ငံအတွက်အကောင်းကျိုးများအပြည့်အဝရရှိခံစားအသုံးချနိုင်ရန်လေကြောင်းဆွမ်းအားသည်မရှိမဖြစ်လိုအပ်တဲ့အပြင်အင်အားကောင်းမွန်စေရန်ခင့်မိအစဉ်မြင်စေရန်မဖြစ်မနေကြိုးပမ်းတည်ဆောက်ရမှာဖြစ်ကြောင်းတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဝန်ချုပ်ကြီးမင်းအောင်လှိုင်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ မိမိနိုင်ငံအတွက်ကောင်းကျိုးများအပြည့်အဝရရှိခံစားအသုံးချနိုင်ရန်လေကြောင်းဆွမ်းအားသည်မရှိမဖြစ်လိုအပ်တဲ့အပြင်အင်အားကောင်းမွန်စေရန်ခင်မိအစဉ်မြင်စေရန်မဖြစ်မနေကြိုးပမ်းတည်ဆောက်ရမှာဖြစ်ကြောင်းနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာအကြီးကော်မရှင်ဥက္ကဋ္ဌတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ဦးကြီးမင်းအောင်လိုင်ကနိုဝင်ဘာ9ရက်ကနေပြည်တော်လေတက်စကန်မှာကျင်းပတဲ့လေရင်ရဟရင်များတက်တော်ဝင်အခမ်းအနားသို့တက်ရောက်မှာစကားပြောကြခြင်းထည့်သွင်းပြောကြားကြောင်းသိရပါဗျာ။ တက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကအမှတ်စကားပြောကြားရမှာလက်တလောကာလနိုင်ငံတကာတွင်ဖြစ်ပွားခဲ့တဲ့ပဏိပခများသာမကပြည်တွင်းတွင်ဖြစ်ပေါ်ကြုံတွေ့ကြရတဲ့အခြေအနေအရရဲ့များတွေမှာလေရင်ရဟရင်များဒရုန်းနဲ့ UAV များအပါအဝင်လေကြောင်းဆွမ်းအားအရင်းမြစ်များသည့်မရှိမဖြစ်လိုအပ်လာတာကိုတွေ့ရှိရကြောင်းဒါကြောင့်နိုင်ငံအသီးသီးသည့်လေတပ်ပါဝင်လေကြောင်းစာထုတ်လုပ်ဖြန့်ချက်ပေးနိုင်တဲ့တပ်ဖွဲ့အမျိုးမျိုးကိုအင်အားတိုးတက်ယူသားမကခင်မိအစင်းမြင့်စေရန်အတွက်ပါတက်ဆွမ်းသမျှကျူးပန်းလှုပ်ဆောင်နေကြကြောင်း တပတ်တွင်လည်း Nest State Actor များဖြစ်တဲ့လက်နက်ကင်တောင်းချမ်းသူအဖွဲ့အစည်းများဝိသမစီဝါရှာလို့တဲ့အဖွဲ့အစည်းများဒီလေလေကြောင်းဆိုင်ရာအရင်းမြစ်များကိုပိုင်ဆိုင်အသုံးပြုလာနိုင်အောင်ကြိုးပမ်းနေကြတာကိုလေလာတွေ့ရှိရကြောင်းပထဝီနိုင်ငံရေးအရာရောနိုင်ငံရေးပထဝီအခြေအနေအရာပါထူးခြားတဲ့အခြေအနေများပိုင်ဆိုင်ထားတဲ့မိမိတို့နိုင်ငံအနေဖြင့်ယခုအခြေအနေများတွေကမိမိနိုင်ငံအတွက်ကောင်းကျိုးများအပြည့်အဝရရှိခံစားအသုံးချနိုင်ရန် လေးချောင်းစာသည်မရှိမဖြစ်လိုအပ်တဲ့အပြင်အင်အားကောင်းမှုစီရန်ခင့်မီအဆင့်မြင့်စီရန်မဖြစ်မနေဂျိုးပန်းတီဆောက်ရမှာဖြစ်ကြောင်းတမရိုလီသည်မိမိတို့နိုင်ငံ၏လေကြောင်းဆွမ်းအားအရင်းမြစ်များနှင့်အဓိကကျတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းဒါကြောင့်တမရိုလီအင်အားတောင်တင်းခိုင်မာစီနှင့်ခင်မီစီ၏အတွက်ရည်တူရည်ရှိတွဲဆဆောင်ပေးလျက်ရှိကြောင်းဖြင့်ထည့်သွင်းပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့49ကြိမ်မြောက်အာဆီယံစိတ်ကဲများအသင်းနှစ်ပတ်လည်အစည်းအဝေးကိုမြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပတဲ့တဲ့တွင်ဖြစ်ပါတယ်။49ကြိမ်မြောက်အာဆီယံစိတ်ကဲများအသင်းအာဆီယံပို့အက်ဆိုစီယေရှင်းနှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲအခမ်းအနားကိုနိုဝင်ဘာ6ရက်နေ့နေ့ပိုင်းကပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမြန်မာစိတ်ကဲအာဏာပိုင်မှအင်ရှင်ဖြစ်လက်ခံ၍ရန်ကုန်မြို့ဝေရန်ဂရန်းရန်ကုန်ဟိုတယ်မှကျင်းပကြောင်းသိရပါဗျာ။ အစိုးရဖွံ့ဖွဲ့အခမ်းအနားသို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးဝန်ကြီးများပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအမြင့်အတွင်ဝင်မြမစေကန်အာနာပိုင်ဦးဆောင်ညွှန်ကြားရေးမှူးနှင့်ဝန်ကြီးဌာနလက်အောက်ရှိရေချောင်းဖက်ဆိုင်ရာဦးစီးဌာနလုပ်ငန်းဌာနများမှညွှန်ကြားရေးမှူးချုပ်များဦးဆောင်ညွှန်ကြားရေးမှူးများ အာဆီယံစိတ်ကမ်းများအသင်းရဲ့ဥက္ကဋ္ဌနှင့်အမှုဆောင်များအဖွဲ့ဝင်နိုင်ငံများမှကိုယ်စားလှယ်များမြမစိတ်ကမ်းအာဏာပိုင်မှဝန်ထမ်းများပုဂ္ဂလိကစိတ်ကမ်းတရားများမှတာဝန်ရှိသူများတက်ရောက်ကြပါသည်ဥစွာပြည်ထောင်စုဝန်ကြီးကအာဆီယံစိတ်ကမ်းများအသင်းရဲ့ဥက္ကဋ္ဌနဲ့အမှုဆောင်များအဖွဲ့ဝင်နိုင်ငံအသီးသီးရဲ့ကိုယ်စားလှယ်ကောင်းဆောင်များကိုတည်ထက်လက်ခံတွေ့ဆုံကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့မတရားရှေ့ချန်းကအင်ဂျင်မြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့စေရိုကြီးရေလောင်တမန်ကိုတက်မတော်ပြန်လဲထိန်းချုပ်တဲ့တဲ့တင်ဖြစ်ပါတယ်။ DNL နဲ့ NUG ရဲ့ဩဇာကံမန္တလေး PDF ထိန်းချုပ်ထားတဲ့မဒရာအရှိချမ်းကအင်ဂျင်မြိုင်လီတဲ့ရန်ကာကွယ်ရေးတနေစေတူကြီးရေလောင်တပန်ကိုတက်မတော်ကပြန်လဲထိန်းချုပ်နိုင်ပြီလို့သိရပါဗျ။တစ်တုံညာနှစ်ကွန်စစ်စင်ရေးဒုတိယလှိုင်းမှာမန္တလေး PDF ဟာ DNL လောက်ခံဖြစ်နေတပိတ်ချင်းစင်ကူမန္တလေးစတဲ့မြို့တွေကိုတင်းယူခဲ့ရမှာတပိတ်ချင်းကိုတက်မတော်ကဇူလိုင်23ရက်မှာပြန်လဲတင်းခဲ့တာကြောင့်မန္တလေး PDF ဟာစုပ်ကထွက်ပြေးခဲ့ရတယ်လို့တက်မတော်ရဲ့ထူးစစ်ကြောင့် ဖော်တော်လန်းစုံပါဝင်ရေးပါတဲ့နေရာအမြောက်အများကိုတက်မတော်ကထိန်းချုပ်နိုင်ခဲ့တဲ့ပြင်အခုအောက်တိုဘာလအတွင်းထူးစစ်ဆင်ရမှာတော့မဒရာမြို့နယ်အရှိချမ်းကမန္တလေး PDF ထိန်းချုပ်ထားတဲ့အင်ဂျင်မြိုင်လေးကြောင်းရဲကာကွယ်ရေးတပ်နဲ့စေတော်ကြီးရီလောင်တမန်အေးကြီးနေရာနှစ်ခုကိုပြန်လည်သိမ်းယူနိုင်ခဲ့တာလို့သိရပါဗျ။ နွေမာ6ရက်မနေ့ပိုင်းမှာတပ်မတော်ကစစ်ကြောင်း3ကြောင်းနဲ့အင်ဂျင်မြိုင်၄ကြောင်းရန်ကာကွယ်ရေးတပ်စခန်းနဲ့စေလိုကြီးရီလောင်တပံကိုစစ်ကြောင်းထူတက်ခရာမှာ3နာရီလောက်တိုက်ပွဲဖြစ်ပွားပြီးမန္တလေး PDF နဲ့ PDF တပ်ပေါင်းစုကအကြမ်းဖက်တွေအသေးပြောက်များစွာနဲ့ဆုတ်ခွာပြေးကြကြောင်းသိရပါတယ်။မန္တလေး PDF နဲ့ PDF တွေထွက်ပြေးပြီးမှာတော့စေလိုကြီးရီအမိပြုနေရတဲ့ပြည်သူတွေအဖို့စေရရရှိမှုလျှက်စစ်တရားရရှိမှုတွေပြန်လည်အဆင်ပြေလာတော့မှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။